အလုံးကိုခရစ်တော်နာမ၌မင်္ဂလာပါလို့ဆေးဥစွာနှုတ်ခွန်းဆက်တာပါတယ်။ကောင်းတော်စကားကောင်းတော်တည်င်းတဲ့ရဲ့စကားကိုအဟုတ်အတိုင်း အမှန်အတိုင်းပြောတတ်တော်သူ အရှိအတိုင်းပြောတတ်တော်သူဖြစ်ဖို့ရန်ဘုရားခင်အလိုတော်ရှိတယ်။ဘုရားခင်ကကျွန်တော်ရဲ့နှုတ်ကိုဖန်ဆင်းတဲ့အခါမှာကောင်းသောတသင်းစကားပြောဖို့နဲ့မှန်ကန်သောတသင်းစကားကိုအစင်အမြဲပြောဆိုဖို့နဲ့ဘုရားခင်ကိုချီးမွမ်းဖို့ကောင်းသောအရာဘုရားခင်ကိုကိုးကွယ်ပွင့်ရန်အတွက်သူ့ရဲ့တသင်းစကားကို ပြောဖို့ရန်အတွက်ပဲရည်ရွယ်ထားတာဖြစ်ပါတယ်။ဒီနေ့ယုံကြည်သူများအသက်တာထဲမှာလည်းပဲဘုရားခင်ပြောစေခြင်းတဲ့အရာ ဖယားရခင် ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်ကြမယ်ဆိုရင် မင်္ဂလာရှိသောနှုတ်မွချင်းမင်္ဂလာရှိသောအတ္တတာကောင်းကြီးခံစားရမှာဖြစ်တယ်လို့ရှင်မတဲ့အခန်းကြီးငါအပိုင်းငယ်18မှာဒီလိုရေးထားပါတယ်ဒီလိုပြောထားပါတယ်တင်းဤစကားမှာဟုတ်တီကို အဟုတ်မဟုတ်တီကိုမဟုတ်ဖြစ်စေလော့ဤထက်လွန်သောစကားသည်မကောင်းသောအရာနှင့်ဆက်ဆိုင်ပေ၏ဟုတ်တယ်ဆိုရင်အဟုတ်အတိုင်းပြောပါ မဟုတ်ဘူးဆိုရင်မဟုတ်တဲ့အတိုင်းပြောပါလို့ပြောပါတယ်။တချို့သောသူတွေကစကားကိုဟတ်အောင်ပြောကြတယ်။စကားကိုအကောင်းမပြောကြဘူး။စကားကိုကောင်းအောင်ပြောတာထက်အကောင်းပြောသောသူဖြစ်ဖို့အရေးကြီးတယ်။စကားကိုကောင်းအောင်ပြောတယ်ဆိုတာကတဖက်သောသူကြားသောသူအတွက်မူတာမပါလင်ကမချိုးတဲ့။အဲ့ဒီစကားကိုတုံးပြီးတော့မှ ပြောသောသူတွေရှိတယ်။ဒီအရာတွေကို ပြောတာထက် စကားကိုကောင်းသောစကားပြောဖို့ရင်တည်းအရေးကြီးပါတယ်တခေစုကတင်တို့ရဲ့စကားမှာဟုတ်ဒီကိုအဟုတ်မဟုတ်ဒီကိုမဟုတ်ဖြစ်စေကြလော့တိတ်ထက်လွန်သွားတယ်ဆိုရင်အဲ့ဒါမကောင်းတဲ့အရာနဲ့ဆက်ဆိုင်တယ်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်တို့နှုတ်မတော်မယ်စကားပြောတော်မယ်ဆိုရင်တင်မျက်စိနဲ့မြင်တာကိုမြင်တဲ့အတိုင်းပဲပြောဖို့လိုတယ်။စကားအပေါ်ထဲတာတို့စကားကိုဖြီးဖြန်းပြီးတော့မှ အဖိုးဆိုးလုပ်ပြီးတော့မှ ပြောတာတို့က မကောင်းတဲ့အချက်မကောင်းသောဇယက်ရဲ့လက္ခဏာဖြစ်ပါတယ်။နှုတ်ကပတ်တော်ပါပြောလဲဆိုတချို့သောသူတွေကစကားပြောတဲ့အခါမှာတဲ့အစိတ်ပါတယ်တဲ့။တချို့သောသူတွေကအနာကိုပင်ပျောက်စေအောင် စကားပြောတယ်တဲ့။အတိတ်ပဲကပါလဲဆိုရင်ဒီနေ့ကျွန်တော်တည်သွားတဲ့စကားပြောသောစကားဒီသူတပါးတစ်ဖက်တော်သူစိတ်အနောက်အဆက်မဖြစ်သွားအောင် အထူးတတိပြုဖို့အထူးကယူဆိုင်ပွင့်တော့အရင်အရေးကြီးတယ် တချို့သောသူတွေကမကောင်းတဲ့စကားကိုအယံပြောချက်တယ်။နော်မကောင်းတဲ့စကားဆိုတော့ခိုင်းစေအောင်မလို့ဘူးအယံပြောချက်တယ်။အယံပြောစေခြင်းနဲ့အရာတိစေခြင်းနဲ့အရာပြန်ပြီးတော့မှပြောပြစေခြင်းနဲ့အရာကကြတော့တော်တော်နဲ့ပြောထွက်မလာဘူး။ မကောင်းတဲ့ရာဆိုအများအမြဲတမ်းပြောချင်တဲ့သူတွေရှိတယ်ဒီနေ့ခွန်အားပေးချင်တယ်ကျွန်တော်တို့စကားကို အဟုတ်ကို အဟုတ်ကတိုင်းပြောဖို့နဲ့ကိုပြောလိုက်တဲ့စကားဒီသူတပါကြားတော့သူအတွက်ဝမ်းသာစရာနဲ့အားသက်စရာခွန်အားဖြစ်စရာ ပြောတတ်ဖို့အရေးကြီးတယ်လို့ကြားတော့သူစိတ်တကြတော့အောင်နဲ့စိတ်အနောက်အဆက်မဖြစ်တော့အောင်အရေးကြီးတယ်ခဏလေးပဲ10မိနစ်9မိနစ်လေးပဲတွေးလိုက်ပြီးစကားပြောလိုက်တာအကောင်းမပြောဘူးကောင်းအောင်ပဲပြောတာ စိတ်တကြသွားစရာတည်တင်းစကားရီထဲ့သွားတယ်။ဒါမမို့လို့ရှိရင်အစိတ်ထဲ့သွားတယ်။ဒါအစိတ်ထဲ့သွားတယ်။ကိုနဲ့လည်းပါမဆိုင်တာမဟုတ်ဘူး။သူနဲ့လည်းပါမဆိုင်တာမဟုတ်ဘူး။သူများအကြောင်းခဏလေးပဲတွေ့တာနော်။ခဏလေးပဲစကားပြောတာနော်။စကားဆယ်ခွန်းလောက်ပြောတာစစ်ခွန်းလောက်ကသူနဲ့ဆိုင်တဲ့အရာမဟုတ်ဘူး။သူပြောတဲ့လူနဲ့ဆိုင်တဲ့အရာလည်းမဟုတ်ဘူး။တခြားလူကြီးအတွက် ဟိုလူကဒီလိုဖြစ်တယ်ဒီလူကဒီလိုပြောသွားတယ်အာဒီလိုဖြစ်တယ်ထင်တယ်အထင်ကိုပြောသွားတာတော့သူကတော့တည်တိုင်းရိုးရိုးပြောတယ်လို့ထင်တာတကယ်ကြတော့ဒီဘက်မှာကြားတဲ့လူရဲ့အထဲမှာစိတ်အနှောက်အယှက်ဖြစ်သွားစရာအများကြီးကြံခဲ့တတ်တယ်တတ်တော့နှုတ်ကပတ်တူကစကားကိုအဟုတ်ကိုအဟုတ်အတိုင်းပဲပြောပါတချို့သူက तू မပြောတဲ့ဟာကိုလည်းပဲငါပြောလိုက်တယ်လို့ဆိုပြီးတော့မှထဲ့ထဲ့ပြီးပြောတတ်ကြတယ် ဒီအကျင့်ကမကောင်းတော့အကျင့်ဖြစ်တယ်မကောင်းတော့စရိုက်မကောင်းတော့လက္ခဏာဖြစ်တယ်မပြောတဲ့အရာကိုလည်းပဲပြောတဲ့တဲ့ तू ပြောတဲ့အရာကိုကြတော့ငါမပြောဘူးတဲ့ဒီနေ့တင်ရောဒီလို ပြောဖို့တလားဖြစ်ဖို့တလားကို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 အတိဆုံးပဲကိုအကြောင်းကိုအတိဆုံးပဲပြောတယ်ဆိုရင် ပြောတဲ့အကြောင်းမပြောဘူးဆိုရင်မပြောတဲ့အကြောင်းမသိဘူးဆိုရင်မသိတဲ့အကြောင်းသိတယ်ဆိုရင်သိတဲ့အကြောင်း အဲ့ဒီလိုပြောတဲ့အခါမှာမြင်တဲ့အရာကြားတဲ့အရာတိုင်းကိုရှောက်ပြောဖို့ပြောတာတော့မဟုတ်ပါဘူး။အာသူကဒီလိုပြောတယ်အမှန်တိုင်းပဲမှန်တိုင်းပြောလို့ကောင်းတဲ့အရာလည်းမဟုတ်ဘူးဆိုတော့တတိထားဖို့ရင်အရေးကြီးတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီကောင်းတော်တည်င်းစကားပဲပြောကြရအောင်။ကောင်းတဲ့အရာကိုပဲပြောရအောင်မျက်နှလုံးမျက်နှာနဲ့ပြောတော်သူမဖြစ်ဖို့ရင်အရေးကြီးတယ်။တမန်ကျမ်းစာထဲမှာ ။တမယဆွန်ဒုတိယစာဆောင်အခန်းကြီး၁၀မှာကျွန်တော်ဖတ်ကြည့်တဲ့အခါမှာရှောလူနဲ့သူ့ရဲ့သားတေတဲ့အကြောင်းဆောလုနဲ့သူ့ရဲ့သားဟာစစ်ပွဲတနေရမှာဖိလစ်တိလူတွေနဲ့တိုက်ခိုက်နေရင်းနဲ့နှစ်ယောက်စလုံးဆုံးပါသွားတယ်တေသွားတယ်နောက်တနေ့ကျတော့အာမလက်လူမျိုးထဲကတယောက်ကတာဝိရှိကိုပြေးပြီးတော့မှဆောလုနဲ့သူ့သားတေသွားပြီတဲ့အသက်မရှင်တော့ဘူးတဲ့ဓမ္မရာဇဝင်ဒုတိယဆဆောင်အခန်းကြီး၁မှာဖတ်ကြည့်ရင်တွေ့ရပါမယ် အသက်မရှင်တော့ဘူးသူတို့မြောက်ဇလုံးတေးသွားပြီလို့ပြောတဲ့အခါမှာဟာတာဝိအံအော်လာဒါဝိကစိတ်မကောင်းဘူးအာမလဲလူမျိုးကဒီလူလင်ကဒါဝိစီကိုတော့ပြီးပြေးတဲ့အခါမှာပြေးပြီးပြောတဲ့အခါမှာဒါဝိဒီအယန်ဝန်တာမဲအယန်ဝန်မြောက်နေမဲဂျီနတ်နေမဲပြိုနေမဲလို့ထင်တာဘာလို့လဲဆိုတော့ဆောလူနဲ့ဒါဝိကယန်တူလေဒါပေမဲ့ တာဝိရဲ့ရန်သူတော့မဟုတ်ဘူးဆိုလူကဆိုလူကတာဝိကိုတတ်ဖို့အမြဲတမ်းလိုက်ပြီးတော့ရှာနေတော့သူဖြစ်တယ်တာဝိကပြေးနေရလားဒါပေမဲ့တာဝိတိတာကဘာလဲဆိုတော့ဆိုလူတိဖရာခင်ရွေးကောက်ခြင်းခံရတဲ့ရှင်ပယင်ဖြစ်တဲ့ဖရာရဲ့လူဖြစ်တယ်ဆိုတော့ तू တိတဲ့အခါမှာ तू မပြစ်မာရဲဘူးဆိုလူရှိနေတဲ့ဒါဝိကပြေးနေရမှာဖြစ်တယ်အဲ့ဒီချိန်ခါမှာတီလူလင်က ဒါဝိအယံဝန်တာသွားမယ်ဒါဝိအယံပြိုသွားလိမ့်မယ်ဆိုပြီးတော့မှသူကအဲ့ဒီအထင်နဲ့တွားပြီးတော့မှဝန်တာစရာတည်င်းစကားထင်ပြီးတော့တွားပြောတာဒါဝိကိုတွားပြောတာဒါဝိမပြောဘူးနော်ဒါဝိလုံးဝမပြောဘူးအယံစိတ်ထိခိုက်သွားတယ်အယံစိတ်ပြတ်သွားတယ်အဲ့ဒီချိန်ခါမှာသူပါပြောလဲဆိုဟာဘယ်လိုဖြစ်တာလဲငါ့ကိုပြောစမ်းပါဦးဘာကြောင့်ငါရဲ့အရှင်ဆိုလိုမင်းကြီးတည်သွားရတာလဲတဲ့ကြည်စံဒါဝိရဲ့နှလုံးသားနော် သူကတော့ချင်းလုံးလိုက်တတ်နေတဲ့ဆိုလူတေတဲ့အခါမှာငါအရှင်ငါတခင်တို့သူတန်တာပြီးတော့မှဝမ်းနဲ့ကြေကွေးနေတာကိုတွေးရပါတယ်ဒီနေ့ချစ်တော်ညီကောင်မနမလေးရန်သူကိုချစ်တော်သူ့ရဲ့နှလုံးသားကိုဖျားခင်တိတ်ချိုက်တယ်ဒီနေ့ကျွန်တော်ရောကျွန်တော်ရန်သူချစ်နိုင်လားကျွန်တော်လည်းစဉ်းစားတယ်ကျွန်တော်ရန်သူဒီကျွန်တော်ချစ်နိုင်လားတင်ရောတင်ရန်သူချစ်နိုင်လားဒါဝိကချစ်နိုင်တယ်အမှန်တကယ်တော့ဆိုလူတေရင်ဒါဝိမြန်မြန်နန်းတက်လာမှလေသူသိတယ် ဒါပေမဲ့ तू နန်တက်ဖို့အရေးကို तू စိတ်မဝင်စားဘူးဆိုလို့တည်တဲ့အခါမှာ तू စိတ်မကောင်းဘူးဘလို့ဖြစ်တာလဲဒီလူလင်ကမျက်နှလုံးမျက်နှာရနဲ့မုတ်ဖို့ရမယ်လို့ထင်တာလက်ဆောင်နေရမယ်ထင်တာဘာလို့လဲဆိုသူ့ရဲ့ရန်သူတတ်တယ်ဆိုတော့အရာကို तू လို့ချင်တာဘာဖြစ်တာလဲလို့မေးတဲ့အခါမှာ तू ကတန်ရာရတဲ့အခါမှာအရန်တည်ချင်လို့အတက်မထွက်နိုင်တဲ့အတွက်ကြောင့်ငါ့ကိုတတ်ပါလို့ပြောတဲ့အခါမှာကျွန်တော်ကသူ့ကိုတတ်ပြီးတော့မှနာသူ့ရဲ့လေပင်လဲ အာသူ့ရဲ့ကောင်းကိုလည်းဖြတ်ပြီးတော့သူ့ရဲ့လက်ဆော့ကိုလည်းချက်ပြီးယူလာပါပြီကိုရောစီကိုအခုတာဝိစီကိုကျွန်တော်ယူလာပါပြီဆိုပြီးလာဖားလာအမှန်တကယ်တော့ဒါဝိရှင်ဘုရင်ဖြစ်လာမယ်ဆိုသူသိတယ်အဲ့ဒီအတွက်ကြောင့်သူလက်ဆောင်ပန်းသားတွေရမယ်လို့ထင်ပြီးတော့မှလာတာဒါဝိပြောမယ်ထင်လာဒါဝိဂျေနတ်နေမယ်ထင်တာဒါဝိကခုံနေမယ်ထင်လာဒါဝိမကခုံတနေကုံတနေခံငိုကြွေးအိုဟစ်ပြီးတော့မှသူ့ရဲ့အဝတ်ကိုပင်ဆုပ်ပြီးတော့မှငါတခင်ငါအရှင် ဒေရတယ်ဆိုပြီးသူဝမ်းနေပက်လက်ကြေးကွင်းနေတယ်အဲ့ဒီအချိန်မှာဒီလူလင်ကိုခေါ်ပြီးတော့မှာထာဝရဖျားအခွတ်နဲ့ဗိတိခံတော်သူကိုတတ်ချင်းကတင်လက်ကိုအပေတို့ဆန်ဝတ်တနီဟုဆိုလျက်လူလင်တယောက်ကိုခိုး၍သူ့ကိုတွားတတ်တော်ဟုဆိုသည့်အတိုင်းလူလင်သည်လုတ်ကြံ၍တတ်လေဤတာဝိကလည်းတင်းဤအသွေးသည်တင့်ကောင်းပေါ်မှာတည်စေထာဝရဖျားအခွက်နှင့်ဗိတ္တိခံတော်သူကို ကျွန်တော်တတ်ပါပြီဟုတင်နှုတ်ဒီတင်ဖက်နိုင်တတ်တေခလေးပြီဟုဆိုဤကြည်စံတကယ်ထနို့သူမတတ်ဘူးနော်ရှင်မင်းကသူတတ်တာမဟုတ်ဘူးဒါပေမဲ့မျက်နှလုံးမျက်နှာရနဲ့ဒါဝိစီလာပြီးလက်ဆောင်ပန်းသားမုတ်ဖို့ရမယ်ထင်ပြီးလာပြီးပြောပြတာမုတ်ဖို့တော့မရဘူးတုတ်ပဲရတယ်အတတ်ခံရတယ် အသက်ပေးလိုက်ရတယ်ဒါဝိကပါပြောတယ်လေဖယားရခင်ရဲ့အခွက်နဲ့ဗိတ်တခံတော်သူကိုတက်လက်နဲ့တင်တတ်မိရဲတဲ့တဝတ်တဲ့သူရဲ့အသွေးတွန်းဝက်နဲ့ဒါကြောင့်သူကသူရတဲ့ကောင်းမှုမှတီးစေတယ်ဖယားရခင်အခွက်နဲ့ဗိတ်တခံတော်သူကိုကျွန်တော်တတ်ပါပြီဟုတဲ့နှုတ်တီးတဲ့ တနုတ်ဒီတမ်ပန်နိုင်တက်တိတ်ခံပြီတကယ်သားတော့သူကမတတ်ဘူးဒါပေမဲ့သူ့နှုတ်ကပါပြောလဲငါတတ်ပြီလို့မြင့်နှလုံးမြင့်ဟရနဲ့ပြောတာအခုသူကိုယ်တည်းအသက်ခံလိုက်ရပြီဒါကြောင့်ဘာပြောလဲဆိုလက်ချောက်ချင်နှုတ်ချောက်တေးတဲ့လက်ချောက်ချင်မွားရတဲ့နှုတ်ချောက်တေးရတယ်ဒီလူလင်ဟာသူမလုတ်ပါပဲနဲ့မြင့်နှလုံးမြင့်ဟရနဲ့ဖားရပြီးတော့လာပြောတဲ့အခါမှာသူ့နှုတ်ချောက်အသေးခံရတယ် ဒါကြောင့်ချစ်တော်ညီကောင်မောင်နှမတွေဒါဝိတ်မပြောဘူးဒါဝိတ်မပြောဘူးသူ့တခင်သူ့အရှင်အသက်ခံရလို့သူစိတ်မကောင်းမှုစိတ်ထိခါရတယ်ဖျားချစ်တဲ့နှလုံးသားဟာရန်သူပျော်လဲတဲ့အခါမှာဘယ်တော့မှမပြောဘူးဘယ်တော့မှမချေနပ်ဘူးဒါပေမဲ့ဒါဝိတ်ကသူဆိုးလို့တေးတာဘာလို့ဝမ်းမဝမ်းနဲ့တလဲဘာလို့ချေကွေးတလဲဆိုရင် ဖယားပိတ်တိတ်ခံတော့လူဖြစ်တယ်ဆိုတာတိလို့နော်ဖယားကရွေးကောက်ထားတာတိလို့ဒါကြောင့်ဒီနေ့ဖယားရဲ့လူကိုပြစ်မှုပြစ်မာခြင်းဟာအမတန်မှကြောက်စရာကောင်းတယ်။ဒါရီကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တင်းထုတ်ဆရာကြီးကျွန်တော်တို့အမှုတော်ဆောင်ကြီးကကိုကိုကိုကာကွယ်တယ်လို့ပြောတဲ့လူတွေထင်တဲ့လူတွေရှိတယ်။ဒါပေမဲ့ကျမ်းစာမှာဒီတိုင်းပြောတာဖယားရဲ့လူဖယားရွေးကောက်ထားတဲ့လူကိုပြစ်မာခြင်းဟာဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် အခုဆိုရင်ကြည်ဆိုလူဟာဖယားရခင်သူ့ကိုတေချင်းလက်ထဲအထာပိတာပါသူ့စကားကိုနားမထောင်လို့ဖယားကသူ့ကိုတေချင်းလက်ထဲအထာပိတာတေလူအဖြစ်သတ်မှတ်ထားပိတာပါဒါပေမဲ့အဲ့ဒီလူကိုတတ်ပါတယ်ဆိုတဲ့အရာကို ပြောမိတဲ့လူအသက်ခံရတယ်တာဝိကပြောတယ်ဖယားပိတိခန္တော်လူကိုတတ်မိတော့တဲ့အပြစ်ကြီးတယ်တဲ့ဆိုပြီးတော့မှသူ့ကိုတတ်လိုက်တယ်ဒီနေ့ချစ်တော်ညီကောင်မလုပ်ပါလေ ဖျားပိတ်တိခံတော်လူဟာဘယ်လိုအခြေအနေမျိုးမှာပဲရောက်စေတင့်နှုတ်နဲ့ဖြစ်စေတင့်လက်နဲ့ဖြစ်စေမပြစ်မမိဖို့တတိပြုကြရအောင်ကျွန်တော်မျိုးမှာအစားတင်ရောဖျားရဲ့လူဖျားလူလို့ကျွန်တော်ပြောတဲ့အခါမှာတင်းတုတ်ဆရာရဲ့လို့မပြောဘူးနော်ဖျားလူလို့ပြောတဲ့အခါမှာတင်းတုံမဟုတ်လဲဖျားနဲ့တွာလာတဲ့ဖျားစကားနားထောင်တဲ့လူဟာဖျားလူလို့ခေါ်တယ်အဲ့ဒီဖျားလူပြစ်မှချင်းအမှုဟာ ိတ်အဖြစ်ကြီးတယ်ဆိုတာအာသိစေချင်ပါတယ်သူ့ရဲ့နှုတ်နဲ့သူ့ရဲ့နှုတ်ကနေမဟုတ်မမှန်ပဲနဲ့ပြောမိတယ်သူကသူ့အသက်ပေးလိုက်ရတယ်ချစ်သောညီကောင်မတွေမဟုတ်တဲ့အရာတွေမကောင်းတဲ့စကားတွေမကောင်းတဲ့သတင်းတွေကိုယူဆောင်သွားတာပျော်ပြတာတွေကိုဒီနေ့ရက်တန့်ရအောင်တချို့သူတို့ဆိုမျက်နှာတို့မျက်နှာမျက်နှာရနဲ့မျက်နှာသွေးချော်တာပေါ့နော်ကြားကောင်းအောင် စကားကိုထွန်ပြီးတော့မှတယောက်နဲ့တယောက်ရဲ့ကြားထဲမှာတည်သွားတဲ့စကားကဟိုဖက်မှာကြားတာအာတမျိုးဟိုဖက်မှာပြောတာတမျိုးပဲသူတို့ကစကားကိုတည်သွားတာမဟုတ်မမှန်ဘူးတိတိကြီးတဲ့ကိုတပါစီကတက်တေခန်နေလျက်နေငါပြောလိုက်တာငါအဲ့ဒီလိုပြောတာအဲ့ဒီလိုအဲ့ဒီလိုဆိုပြီးတော့မှအာပြောတတ်လက်ရှိတော်သူဒီဒီနေ့တတိပြုရအောင်နှုတ်ကြောက်တည်ရတယ်နော်လက်ကြောက်ခြေနေရတယ် ဒါကြောင့်ဒီနေ့ဖရာသားသမီးတွေကျွန်တော်တို့စကားကိုဟုတ်တီကိုအဟုတ်မဟုတ်တီကိုမဟုတ်ဖြစ်စေချဖို့ရန်တော်ဖရာရခင် အလိုတော်ရှိတယ်ဆိုတော့ကိုဒီကနေ့ယုံကြည်သူများတတိပြုပြီးတော့မှမကောင်းတော့တသင်စကားကိုမတော်မယူတော်ကြရအောင်ဒီနေ့မှာဆိုလူတေချောင်းကိုတိတဲ့လူလင်တယောက်ကလည်းပဲအဲ့ဒီတသင်ကို အမြန်ဆုံးပြောချင်တာဘိုလ်ချုပ်ကပါပြောလဲဆိုငါတား ဒီတဲ့တင်းစကားဟာကောင်းတဲ့တဲ့တင်းစကားမဟုတ်ဘူး။ဘာလို့ပြောချင်တာလဲတဲ့။ make sure your သူများစိတ်ကနောက်အဆက်ဖြစ်စရာကောင်းတဲ့စိတ်ဆိုးစရာကောင်းတဲ့တည်င်းစကားကိုဘာလို့သူများကိုပြောချင်တာလဲအာမင်ကြားပြီးပြီလားမင်းကိုသူကဒီလိုပြောတယ်ဟိုလူကဟိုလူကိုဒီလိုပြောတယ်အော်ဒီအဖွဲ့ကဒီလိုထင်နေနော်ဒီလိုဖြစ်တယ်ထင်နေနော်ဆိုတော့အထင်ကြီးပြောတာကပါဆိုမဟုတ်မဟာမမနဲ့ဟာဒီကိုပြောတယ်အဲ့ဒီပြောချင်အရာတွေကိုဒီနေ့ဆောင်ရအောင်ဖယားသားသမီးတွေကောင်းတော့တည်င်းပဲပြောရအောင် ကောင်းသောစကားပဲပြောချရအောင်တူတပါဝမ်းမြောက်စရာတူတပါဝမ်းသာစရာတူတပါချိန်နဲ့စရာတူတပါပြုံးစွန်စရာကောင်းတဲ့တင်းစကားကိုနှုတ်မပြောဆိုချရအောင်ဟုတ်ဒီကိုအဟုတ်မဟုတ်ဒီကိုမဟုတ်ဖြစ်စေ၍ဖယားရခင်ဘုံတော်ဂုံတော်ထင်ရှားစေမဲ့တင်းစကားမျိုးတဲဆောင်ပြောချရအောင်တင့်ရဲ့နှုတ်ကြောင့် အာမလိုအပ်တဲ့ပြဿနာတွေဖြစ်မသွားအောင်ကျွန်တော်တရိပ်ပြုရအောင်တင့်ရဲ့ဒီမာလူလင်ကြီးကသူ့ရဲ့နှုတ်ကြောက်သူအသက်အသက်ဆုံးဆုံးရတယ်ဒီနေ့တင့်ရဲ့နှုတ်ကြောက်ဘလောက်ဘယ်နှစ်ယောက်ပြဿနာဖြစ်ခဲ့ဖူးပြီလဲတင့်ရဲ့စကားကြောက်ဘယ်နှစ်ယောက် စိတ်မပျော်မစွန်ဖြစ်ခဲ့ဘူးပြီလဲတင့်ရဲ့စကားကြောင့်တင့်ရဲ့မိသားစုမှာဘလောက်ထိပြဿနာဖြစ်ခဲ့ဘူးပြီလဲပြန်စင်းစားပါဖယားတာသမီများဒီကောင်းတော်တတင်စကားနဲ့စကားကိုဟုတ်ဒီကိုအဟုတ်မဟုတ်တဲ့အရာကိုမဟုတ်တဲ့အတိုင်းပဲဝန်ခံပြီးပြောဆိုတတ်တော်သူများဖြစ်ကြဖို့ရန်တခင်ဖယားအလိုလိုရှိတယ်ဆိုတာကိုနှုတ်ကပတော်အဖျက်ပြန်လဲတိုက်တွန်းနှိုးဆိုရင်းနဲ့အတိပေးချင်ပါတယ်တယောက်ချင်းစီတိုင်းအပေါ်မှာဖယားတခင်ကောင်းချီးပေးပါစေ